ကဘာမလာပဲထထုံသွားလို့လင်းဘိုးကုံနာပဲအဖတ်တင်သွားတဲ့စီမံကြီးအလုံးဝမင်္ဂလာပါတံပလာတီတမန်တာတဲ့စီမံကြီးတို့ကတော့စီမီဖိုင်နဲ့အဆင့်ကနေပဲလှည့်ပြန်လာခဲ့ရပါပြီဘလွေးပြေဖိုင်နဲ့ရောက်မှဒုတိယလူပဲထပ်ဖြစ်ရမယ်ဆိုရင်ထပ်ပြီးအလောင်းခံရနိုင်တာကြောင့်ဒီလောက်နဲ့ပဲချိန်နှက်လိုက်တာကပုတ်ကောင်းတယ်လို့ပြောလို့ရပါတယ်စီမံတို့ဟာသူတို့နဲ့ဘဝတူဖြစ်တယ်တော်သားချက်ပေါသူနဲ့ထိထိတွေးဆုံခဲ့ရမှာနှစ်ကျော်စလုံးကိုရှုံနေသွားခဲ့ပါတယ်ပထမကျော်အိမ်ကွေးမှာကလေးကအချင်းနေသိမကောင်းတာတဲ့စီမံကြီးတို့ဟာဒုတိယကျော်မှလည်းလင်းဘိုးကုံနာပဲအဖတ်တင်ခဲ့ပါတယ်ဒီနေ့မှတော့စီမံကြီးနဲ့တော်သား ဖြစ်ပါလို့ရှင်မြန်ခဲ့ကြတဲ့ semi-final ဒုတိယကြော်ပွဲစဉ်လေးကိုတင်ဆက်ပေးခြင်းပါတယ်။ဂျမန်ကြီးတို့ဘက်မှတင်ပါလဲပြန်ပါလာနိုင်ခဲ့ပြီးတော့ကွန်းလန်မှာလည်းပါတီရိုက်စ်နဲ့အိုဒီဂတ်တို့နဲ့ဖြစ်ပါတယ်။အဲဆုမှာတော့မာရီနိုကိုပဲပြန်ပြီးတော့အသုံးပြုခဲ့ပါတယ်။အရမ်းမှာလည်းကလာဖီယိုရီပြန်ပါလာပြီးဆိုပေမဲ့ဘယ်ကျန်းကတော့လူးဝစ်ကယ်လီကိုပဲဆက်သုံးခဲ့ပါတယ်။တစ်ဖက်ကတော်သားတို့ဘက်မှဆေးရုံအုပ်ကြီးတမ်ပီလီကဒီပွဲကိုဝင်ကစားဖို့အတွက်ချက်ခံမှုပြည့်သေးတဲ့ပုံမပေါ်ပါဘူး။ဒါကြောင့်တိုက်စစ်မှာဒိုရီးကိုပဲအထောင်ထားလာပြီးတော့ကဗီချာဘာကူလာတို့နဲ့တွဲထွက်လာခဲ့ပါတယ်။တော်သားတို့ဘက်မှလည်းဂျန်နဲ့ နေရာတွေကတော့အပြောင်းလဲမရှိဘဲနဲ့ပုံမှန်အတိုင်းပဲဖြစ်ပါလိမ့်။ဘွဲဆိုတာချင်းဆယ်မင်းလုံးမှာစီမံကြီးတို့ဘုံတိုင်းကျဲခဲ့ပြီးတော့ကမ်ပတ်လာတော့မလားလို့တောင်ထင်ခဲ့ရပါတယ်။ဒါပေမဲ့အခွင့်အရေးတွေကိုတော့မချနိုင်ခဲ့သလိုဂိုသမဒေါတာရူမာတယောက်ကလည်းဗောဒန်အလွန်ကောင်းနေဖြစ်ပါလိမ့်။စီမံကြီးတို့ရဲ့တိုက်စစ်ကလူဝက်ချက်အနေငယ်ရှိနေခဲ့ပြီးတော့ဘဲချန်းကမာတီနယ်လီကလည်းထန်တလားအလုံးမဖြစ်ခဲ့ပါဘူး။အဲကြောင့်လူဝက်နေတဲ့တင်ကိုတွေကမရရှိနိုင်ခဲ့ပေနဲ့တောသားတွေရဲ့တိုင်မန်တိုက်စစ်တွေနဲ့ဖိအားပေးတာကိုပဲစတိုက်ခံလဲရပါတယ်။ဒီလိုနဲ့ပွဲချိန်28မိနစ်အရောက်မှာဖရီကစ်ကနေပြန်ထွက်လာတဲ့အလုံးကိုဖာဘီ ီယန်ရူ ਈਸ ကအဝေးကန်ချန်နဲ့ပိတ်သွင်းသွားခဲ့ပြီးတော့တောသားတို့ဥဆောင်ကိုရရှိခဲ့ပါတယ်။ဂျမန်တို့ပထမပိုင်းမှာပိုပြီးဖိအားပေးနိုင်ခဲ့ပေမယ့်အရှုံးရလန့် level ရင်ဆိုင်ခဲ့ရပြီးတော့တေရရဖို့တော့နှစ်ကိုပြန်သွင်းရတော့မှာပါ။ဒုတိယပိုင်းမှာစမန်တို့လည်းတေနေတဲ့ဘယ်ဂျန်အတွက် Trossard နဲ့ Calafiori တို့ကိုထည့်သွင်းခဲ့ပါတယ်။မနေ့90လောက်မှာစမန်တို့ပနန်တီပါထပ်တနာပြုလိုက်ရပြီးတော့ Raya တယောက်ကာခွဲသွားနိုင်ခဲ့လို့သာတတ်တာရရှိသွားခဲ့တာပါ။ပနန်တီကနေဂိုးမပေးလိုက်ရလို့ပျော်လို့မဆုံးခဲ့ပါနဲ့လူစားဝင်လာတဲ့ဒမ်ပီလီရဲ့ဖန်တီးမှုနဲ့ဟာကီမီကဒုတိယကိုတင်သွားခဲ့ပါ ါတယ်။ငါကြော့ပေါင်း3ခုရောင်းပြတ်သွားခဲ့ပြီးမှလို့ပွဲရလည်းပြီးသလောက်ကိုဖြတ်သွားခဲ့ရပါပြီ။ဒီလိုနဲ့အစီအမံတို့အတွက်အချက်ပြေးသွင်းမှုတစ်ခုကိုစကာကပဲသွင်းယူပြီးရင်လည်းပွဲရလည်း2-1ဆိုတဲ့ရလနဲ့ပြီးဆုံးသွားခဲ့ပါတယ်။စီမံတို့ဖန်နီအတွက်ကတော့ဖလားလက်မဲ့ရာသီတစ်ခုကိုထပ်ပြီးဖြတ်သန်းရမှာဖြစ်ပါတယ်။လက်ကျန်ပွဲတွေအနေနဲ့ကတော့ပရီးမီးယားလိဂါသူတို့ရဲ့မူပိုင်ရှိသူလေးနေရာလေးကိုထပ်မဖက်ပြရဖို့အတွက်တိုက်ပွဲဝင်သွားရတော့မှာပါ။အဆုံးလေးကြည့်ပြရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။